ဝေးပို့ပေါ့အနီရောင်စာတိုက်ပုံးလေးတဲ့ကမပေါ်ပြစ်ခဲ့တဲ့စာရီဒီညမှာတော့အလော့ချထားတဲ့အခန်းတွေကထူးဆန်းတဲ့လူတတ်မှုအကြောင်းကို ပြောပြသွားမှာပါလူအများနဲ့နေထိုင်ရတဲ့တိုက်ခန်းအဆောင်တစ်ခုမှာတိသက်နေထိုင်မှုပုံစံဆိုတာမရှိသလောက်ပါပဲ။ အခန်းတွေကအရန်ကိုကန့်နေတော့ဘေးခန်းတွေကရန်ဖြစ်တဲ့အတန်းရီတဲ့အတန်းငိုတဲ့အတန်းစုညံတဲ့နေအကုန်လုံးကိုအတိုင်းသားချနေရတယ်အဲ့ဒီအခန်းတွေတဲ့အခန်း 3B ကတော့တခြားအခန်းတွေထက်ကို ပိုပြီးတော့မှစုညံတယ်အဲ့ဒီအခန်းမှာလူငယ်ကောင်းလေးတယောက်သူတယောက်ထဲနေထိုင်တာ ညဘက်တီးဆိုလို့ရှိရင်တချင်းတွေအကျဲကြီးဖွင့်တတ်တယ်။ဂိမ်းကိုစူညံနေအောင်ဆော့တတ်တယ်။အနံ့ပြင်းတဲ့အစားအစာတွေကိုညအချိန်မတော်မှာလှုပ်ရှားတတ်တယ်။သူ့အခန်းချက်ပြုတ်လိုက်တဲ့အနံ့တွေကအဆောင်တစ်ခုလုံးညှော်ပြီးတော့နိုးသွားစေတယ်။အခါတလေကြာရင် သူ့လိုပဲစူညံတဲ့တငယ်ချင်းတွေကိုလည်းခေါ်လာတတ်တယ်။တခြားခန်းတွေကမကျေနပ်လို့ အဆောင်ပိုင်ရှင်ကိုအကြောင်းကြားတိုက်တန်းကြပြီမဲ့အဆောင်ပိုင်ရှင်ကဟိုးမြို့ထဲမှာနေတာသူလဲသတိပေးစကားပြောတာညှိနှိုင်းဆွေးနွေးတာပြင်ဘာမှတော့မလုပ်ပေးနိုင်ပါဘူးလူငယ်ရဲ့ပုံစံကလည်းဂယူးမဆိုင်ပါဘူးသူနေထိုင်တဲ့ပုံတိုင်းစုညံမြဲစုညံနေညှော်မြဲညှော်ဆဲပါပဲအမြဲတမ်းစုညံနေတဲ့ကောင်လေးရဲ့အခန်းက ိတ်ဆိတ်နေတော့အဆောင်နေတဲ့သူတွေအားလုံးကအထူးဆန်းလိုမျိုးအံ့အားတင်နေကြတယ်။အဆောင်ပြောင်းသွားလားဒါမှမဟုတ်ခီးသွားနေရလားအဆောင်ပိုင်ရှင်ကတပတ်တခါအဆောင်ကိုလာနေကြအတိုင်းရောက်လာတယ်တောင်လေးခန့်ကတိတ်ဆိတ်နေလို့သူကိုယ်တိုင်တော့အံ့ဩနေတယ် ။စူညံကောင်လေးကအဆောင်ပြောင်းဖို့သူ့ကိုမပြောထားဘူးတဲ့။ဒါဆိုလို့ရှိရင်ဒီကောင်လေးကအဆောင်ကနေပြီးတော့ရုတ်တရက်တိတ်တဆိတ်လေးအဆောင်ပြောင်းသွားလား။ဘာမှမဟုတ်လို့ရှိရင်ခྱི་လွန်နေရလား။အဆောင်ပိုင်ရှင်ကသေးကြအောင်ဆိုပြီးတော့သူ့မှာပါတဲ့တော့ပုံနဲ့ကောင်လေးရဲ့အခန်းကိုဖွင့်လိုက်တယ်။အခန်းထဲမှာလေးကလေးလံပြီးတော့ထိုင်းမိုင်းနေတယ် ီးတော့ထူးဆန်းတဲ့အနတ်တမျိုးရတယ်ဘယ်လိုမျိုးလဲဆိုတော့ဓာတုစီအနတ်လိုမျိုးအခန့်အပူလောင်ပြီးတော့အမောင်းနေရပဲအနတ်တွေကလည်းတော်တော်ဆိုးတယ်အားလုံးကအခန်းထဲမှာလူမရှိဘူးလို့ထင်ထားပေမဲ့အဲ့ရဘောင်မှာလူတစ်ယောက်ရှိနေတယ်အဲ့လူကငင်ငိမ်သက်သက်လဲလျောင်းနေတယ်ဆောင်ကိုခေါင်းအနေချီအထိတင်းကျပ်နေအောင်ခြုံထားတယ် ူပုံစံအားဆောင်းချုံထားတာနဲ့တိတ်မတူဘူး။တယောက်ယောက်ကတေချာထုတ်ပေါ်ထားသလိုမျိုးဖြစ်နေတာ။အဆောင်ပိုင်ရှင်ကမတင်ကားစရာပဲလို့ပြောပြီးတော့ yes scan ကိုဖုန်းဆက်လိုက်တယ်။ ရဲတွေရောက်လာကြတယ်။အခန်းတကားကိုပိတ်ပြီးတော့ကုတ်ကုတ်ကိုတတ်သေးတဲ့အမှုတစ်ခုလို့ရဲတွေအားယူဆကြတယ်။စုညာနဲ့ကောင်လေးရဲ့ဘရင်ပေါက်တဲ့အခန်းတကားတွေကအတွင်းကနေပြီးတော့ချက်ချထားတာ။အပြင်ကနေတော့မရှိပဲနဲ့ဝင်လို့မရတဲ့အခြေအနေမျိုး။ဒါပေမဲ့ဆောင်းကိုဖယ်လိုက်တဲ့အခါမှာထင်မြင်ချက်တွေအလုံးပြောင်းပြန်ဖြစ်သွားတယ် ဲ့ရဘောင်မှာရှိနေတဲ့လူတယောက်ကစုညံကောင်လေးပဲ။ကောင်လေးရဲ့လက်တွေခြေတွေကိုကျိုးရည်နဲ့ချီနှောင်ထားတယ်။မဆက်ထဲမှာအဝိဆတ်တစ်ခုကိုနက်နက်ရှိုင်းရှိုင်းထိုးထည့်ထားတယ်။ဒံရရဲလို့ကြီးကြီးမားမားမရှိဘဲနဲ့တည်ဆုံနေတယ်။ကောင်လေးတည်ဆုံတာ9ရက်လောက်ရှိပြီလို့ပြောတယ်။အပုံနဲ့မထွက်အောင်ဓာတ်ရုပ်စိတ်တချို့သုံးထားတယ်လို့ရှဲတွေကပြောတယ်။ကောင်လေးရဲ့မျက်လုံးတွေကပြူးကျယ်ပြီးဝိုင်းဆက်နေရပါပဲ။ ကြောက်ရွံ့ပြီးတော့တုံလှုပ်နေတဲ့မျက်လုံးမျိုးတွေဒါလူတတ်မှုပဲအတွင်းကနေလော့ချထားတဲ့အခန်းထဲကိုဘသူကဘလို့လှုပ်ပြီးတော့ဝင်တက်နိုင်တာလဲအဆောင်နေတဲ့သူတွေပတ်ဝန်းကျင်ကသူတွေကဒီကိစ္စအပေါ်ကိုထင်မြင်ချက်တွေအမျိုးမျိုးပြောကြတယ်သူဆန်းနာကအခန်းချင်းအရန်နီးကပ်ပြီးတော့အတန်တွေအတိုင်းသားကြားနေရတဲ့အဆောင်မှာဖြစ်သွားတာ ဘသူမှလည်းမသိလိုက်ကြအောင်ကောင်လေးရဲ့အခန်းလိုက်ကတွေကညဘက်မှာအရေးတွေတွေ့တယ်လို့တချို့ကပြောကြပြန်တယ်ဒီအခန်းထဲမှာတရားရောက်ရှိနေတယ်လို့သူတို့ကဆိုတယ်အဆောင်ပိုင်ရှင်တဲ့ရဲတွေစစ်ဆေးပေမဲ့အခန်းထဲမှာဘာထူးခြားမှုမှမရှိဘူးနောက်ဆုံးတော့ဒီကောင်လေးမှာရန်ညိုးရန်စတွေမကျေနပ်တဲ့သူတွေရှိလို့သူ့ကိုအကွက်ချပြီးတော့ လာတတ်တာဖြစ်မယ်လို့ယူဆကြပြန်တယ်။ကောင်လေးရဲ့အခန်းထဲကလူတက်မှုနဲ့ပတ်သက်ပြီးတော့ပတ်ဝန်းကျင်မှာထင်မြင်ယူဆချက်ပုံပြင်တွေအများကြီးဖြစ်နေတယ်။ရဲတွေကကောင်လေးရဲ့အခန်းကို ပိုက်စိတ်တိုက်ပြီးတော့ထရှာခဲ့တယ်။ထူးခြားမှုတစ်ခုသူတို့ရှာတွေ့ခဲ့တယ်။အခန်းရဲ့တော့ပန်ကောင်ဟောင်းကြီးရဲ့အနောက်ကနိုင်ရန်ပေါ်မှာ လတ်စတာအစိပ်ပိုင်းတစ်ခုကိုရှာတွေ့ခဲ့တယ်။တိတ်မကြသေးခင်ကမှနံရံကိုပြန်ဖာထားပုံရတယ်။လက်လက်ဆက်ဆက်ပဲရှိသေးတယ်။အဲ့ဒီပလတ်စတာကိုခွာလိုက်တော့အထဲကိုလူတယောက်ချောင်းကြည့်နိုင်အောင်ဒါမှမဟုတ်လက်တစ်ဖက်ဝင်ရောက်နိုင်အောင်အရွယ်ရှိတဲ့အပေါက်တစ်ခုကိုတွေ့ရတယ်။တော်ဝင်ရှိသူတွေကအဲ့ဒီနံရံကိုဖြိုဖျက်လိုက်တယ်။ အထဲမှာလူတကူစာသွာလာနိုင်တဲ့ကျင်းမြောင်းရှည်လျားတဲ့နေရာတစ်ခု တွေ့ရတယ်။အထဲမှာမှောင်မဲပြီးတော့ဖုန်နေကြီးပဲ။ဒီနေရာကိုဝင်ထွက်လို့ရတဲ့အပေါက်ရယ်လူမရှိနေသလိုတယောက်ယောက်ကနေထိုင်ထားတဲ့အငွေ့သက်လည်းမရှိနေဘူး။ဒီနေရာကအခန်းလေးအလုံးရဲ့အလဲပဟိုးလို့ပြောလို့ရတယ်။အခန်းတိုင်းနဲ့ထိဆက်နေတယ်။စတူဂန်လို့ပြောရအောင်လဲကျင်းမြောင်းလုံးနဲ့ ပြီးတော့တကားတွေအပေါက်တွေလည်းမရှိနေဘူး။ဒါရည်ရွယ်ချက်ရှိရှိစောက်ထားတဲ့လျှို့ဝှက်လမ်းကြောင်းတစ်ခုလား။တစုံတူအအခန်းလေးကိုသွားလို့ရ။ချောင်းကြည့်ပြီးထိန်းချုပ်လို့ရတဲ့အနေအထားမျိုးဖန်တီးထားတာလား။ဘာအတွက်ဒီနေရာကရှိနေတာလဲ။လူအများနဲ့စုညံနေတဲ့အဆောင်တစ်ခုကနေပြီးတော့ဝေဟိနိဆန်နဲ့အဆောက်အုံတစ်ခုဖြစ်သွားတယ်။ အဆောင်ပိုင်ရှင်ကမြို့ကစီးပွားရေးသမားတက်တက်ဒီအဆောင်ကိုသူ ပေါ့ချောင်ကောင်းစည်းနဲ့ရလို့တိတ်မကြခင်ကမှဝယ်ထားတာအဆောင်ရဲ့လူတက်မှုတည်ရင်ကလင်းလင်းမြန်မြန်ပြန့်နှံ့သွားတယ်လူတက်သမားအပြင်အားသူမဖြစ်နိုင်ဘူးဒီအဆောင်ကလူတယောက်ယောက်ပဲဖြစ်မယ်လို့ယူဆနေကြတယ်လူတက်သမားက သူတို့တွေကတယောက်ဖြစ်မယ်ဆိုပြီးတော့စစ်စစ်မှုတွေလည်းလှုပ်လာကြတယ်ဒီအဆောင်မှနေတဲ့သူဒါမှမဟုတ်ရင်ဒီအဆောက်အုံအကြောင်းကိုကောင်းကောင်းသိတဲ့သူဘာသူဖြစ်မလဲအဆောင်ရှင်ရောအဆောင်နေတဲ့သူတွေရောအချိန်တော်တော်ကြာကြာစစ်ဆေးခံလိုက်ရတယ် ချိန်တွေသာကုန်သွားတယ်ဒီအမှုကိုမဖြေရှင်းခဲ့နိုင်ပါဘူးလက်ဖို့ရမရှိသက်သေမရှိတန်တရားဖြစ်เสียလို့မရှိနေဘူးအခန်း3ဘီမှာတည်ဆုံးခဲ့တဲ့လူငယ်တဦးအကြောင်းပုံမြင်တပုတ်လိုတီတိုးထင်မြင်ပြောဆိုတမ်းများသာကြံခဲ့ပါတယ်အင်ရှင်ကအခန်းကိုရှင်းလင်းလိုက်တယ်နိုင်ငံတွေကိုဆေးတုပ်လိုက်တယ် အခန်းကားမယ်လို့ကြေညာထားလိုက်တယ်။အခန်းကတတ်တာလို့ဒီအခန်းကိုလာငှားကြအောင်မှာပါပဲ။ဒေသခံတော်တော်များများကကြောက်ပြီးတော့ရှောင်သွားပြီမဲ့ဒေသခံမဟုတ်တဲ့လူတွေကတော့ငှားမိနိုင်တာပဲ။တချို့အယုံကြည်မရှိတဲ့သူတွေလည်းငှားနိုင်တာပါပဲ။ဒါပေမဲ့အိမ်ငှားတဲ့တွေကဒီအခန်းမှာခက်ကြကြမနေနိုင်ကြပါဘူး။

အသက်ရှူတန်းလိုလိုညတိုင်းကြားနေရတာပထမတော့ကြွတန်လားရေပိုက်တန်လားလို့ထင်ကြပေမဲ့ညနဲ့လာလီနိုင်ငံကိုလက်သေးနဲ့ကုတ်တဲ့တန်းချက်တိုက်သွားလာတဲ့တန်းအသက်ရှူတန်းတွေကပူကျဲလာတယ်လို့ပြောကြတယ်လူငယ်တယောက်ကတော့အဲ့ဒီအတန်ကြီးကြောင့်ညအိမ်မရလို့ဆိုပြီးနိုင်ငံကို ထုတ်ရိုက်လိုက်တာ ခုဘက်ကလည်းပြန်ပြီးတော့ထုရိုက်လာလို့ညာရင်းချင်းမဲအဆောင်ကနေထွက်ပါသွားတယ်။အဲ့ဒီအတန်ကအဆောင်မှာနေတဲ့လူတွေရဲ့အတန်မဟုတ်ဘူး။ကျွတ်အတန်ရေပိုက်အတန်တစ်ခုမှမဟုတ်ဘူး။အဲ့ဒီနံရံတွေထဲမှာတစ်ခုခုရှိနေတာ တခါတလေအန်ဒီရဲ့ဆိုတာအပြင်ဘက်မှာပဲရှိနေနိုင်တာမဟုတ်ပါဘူးအတွင်းမှာရှိနေပြီးသားလဲဖြစ်နိုင်ပါတယ်